ိုရီးယားမှာဗကန်ထဲမှာအစားစားအလုံးကိုအကုန်စားသုံးတာကတော့ရှက်ပြုတ်တဲ့သူကိုလေးစားရရောက်ပါတယ်အလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးမှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ပိုရီးယားလူမျိုးတွေရဲ့စားသောက်မှုဆိုင်ရာယဉ်ကျေးမှုအကြောင်းကိုဗဟုသုတအနေနဲ့မျှဝေပေးမှာပဲဖြစ်ပါတယ်ဆိုတော့အခုပဲစီစဉ်လေးကိုစားလိုက်ပါမယ်တောင်ကိုရီးယားနိုင်ငံရဲ့စားသောက်ပုံယဉ်ကျေးမှုဟာကွန်ဖြူရှားဝါဒရဲ့လွှမ်းမိုးမှုအောက်မှာအဓိကအဖြစ်တော့ပေါ်ပေါက်လာတာဖြစ်လို့ အသက်ကြီးရွယ်အိုတွေကိုလေးစားတဲ့အနေနဲ့အပြန်အလှန်ယဉ်ကျေးမှုနဲ့စေကံရှင်မှုကိုလည်းအလေးထားကြပါတယ်။အသက်ကြီးရွယ်အိုတွေကိုဦးစားပေးတဲ့အနေနဲ့ကတော့ကိုရီးယားမှာ အသက်ကြီးတဲ့သူတအုပ်တယောက်ရှိနေတယ်ဆိုရင်တော့သူတို့တွေထိုင်ပြီးမှသာကိုကထိုင်ရပါတယ်။အစားစာကိုစားတင်စားတောက်တဲ့အခါမှာလည်းပဲအသက်ကြီးဆုံးသူက အရင်ဦးဆုံးစားပါလား။ကျန်တဲ့သူတွေကစားတော့ရပါတယ်။ဒီလိုမှမဟုတ်ရင်တော့ရိုင်းရိုင်းရောက်တယ်လို့ထင်ကြပါတယ်။ ဇွန်းနဲ့တူကိုကင်တွယ်တဲ့အခါမှာလည်းပဲသမင်းစားတဲ့အခါမှာဆိုရင်တော့ဇွန်းနဲ့တူကိုတစ်ချိန်ထဲမှာကင်ထားလို့မရှိကြပါဘူးဇွန်းကိုတော့သမင်းဒါမှမဟုတ်ဟင်းရည်တောက်ဖို့အတွက်အသုံးပြုပြီးတော့တူကိုကြတော့ဗန်းရှမ်းလို့ခေါ်တဲ့အရင်ဟင်းလျာတွေကိုစားတောက်ဖို့အတွက်ကိုအသုံးပြုပါတယ်စားတောက်ပြီးတဲ့အခါမှာလည်းပဲဇွန်းနဲ့တူကိုပကံပေါ်မှာတင်မထားဘဲနဲ့ဇပွဲပေါ်မှာတည်တည်ချာချာရှထားရပါတယ်အစားအစာကိုစားတဲ့အခါမှာလည်းအတန်ကိုစူညာစံမထွက်အောင်လို့ဂယုစိုက်ရပါတယ် ထမင်းစားနေချိန်မှာခေါင်းကိုဗကန်ထဲကိုစိုက်ပြီးတော့စားလို့မရှိကြပါဘူးအတန်ထွက်ပြီးတော့စားသုံးခြင်းကလည်းပဲရင်ကျေးတယ်လို့မယူဆကြပါဘူးဒါပေမဲ့လို့ခောက်ဆွဲလိုမျိုးအစားအစာတချို့ကို စားတဲ့အခါမျိုးမှာတော့အတန်ထွက်ပြီးတော့စားတာမျိုးတွေရှိပါတယ်အဲ့ဒါကတော့အရသာခြေချောင်းကိုပြတာတဲ့သဘောဖြစ်လို့အဲ့ဒါမျိုးကိုတော့လက်ခံပါတယ်နောက်တစ်ခုကတော့ခွက်ကိုလက်နှက်ဖက်တဲ့အပိုင်းတွေတွေတော့ပဲဖြစ်ပါတယ် အသက်ကြီးတဲ့သူဒါမှမဟုတ်ကိုယ့်ထက်ရာသူကြီးတဲ့သူကအရက်အချိုရင်နှဲ့ပေးတဲ့အခါမှာခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်းပြီးတော့လက်ခံရပါမယ်။တောက်တဲ့အခါမှာလည်းခေါင်းကိုအနှဲငယ်ငုံပြီးတော့တောက်တုံးလေးရှိကြပါရစေ။နောက်တစ်မျိုးကတော့အစားစားထားတဲ့အခါမှာခွက်ထဲမှာအစားတောက်ကိုမချန်ဘဲနဲ့အကုန်စားရပါမယ်။ကိုရီးယားမှာဗကန်ထဲမှာအစားအစာအားလုံးကို အကုန်စားသုံးတာကတော့ရှက်ပြုတ်တဲ့သူကို လေးစားရရောက်ပါတယ်။ အစားအစာတွေကိုမဆံမဲနဲ့အကုန်လုံးကိုစားခြင်းကတော့ကျေးဇူးတင်ကြောင်းနဲ့အစားတောက်ရဲ့တန်ဖိုးကို နားလည်ကြောင်းကိုပေါ်ပြတဲ့သဘောပဲဖြစ်ပါတယ်။ဒီအချက်တွေကတော့ကိုရီးယားရဲ့စားတောက်မှုယဉ်ကျေးမှုကိုနားလည်ဖို့အဓိကကြပါတယ်။ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့သင်ဟာအကြောင်းမျိုးမျိုးကြောင့်ကိုရီးယားလူမျိုးတွေနဲ့အတူတူစားတောက်တဲ့အခါမှာသဟဇာတာဖြစ်စေမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်တော့တောင်ကိုရီးယားနိုင်ငံရဲ့စားတောက်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဟုတုတတစုံတရာရခဲ့တယ်ဆိုရင်တော့ကိုမမမှတ်ချက်လေးရေးပြီးတော့ကိုတငယ်ချင်းတွေစုကိုလည်းမျှဝေပေးပါဦးခင်ဗျာတောင်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမကြာခဏတင်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးနဲ့ Facebook page လေးကိုလည်း like subscribe လေးနဲ့ follow လေးလောက်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ